အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဇာတိညွန်မြရဲ့ကုန်းပေါင်းရှာပေါ်တော့ကိုဆက်ပြီးဖတ်ပြမှာဖြစ်ပါတယ်။မနေ့ကဒီကတော့ဒီမင်းတို့မင်းကနေပြီးတော့မှကင်မင်းကြီးဥကန်းကိုအနိုင်ချင်းခဲ့တဲ့ပုံနေဒါမဲ့ဥယံဝေးကိုကြတော့သူကြောက်ရတဲ့ပုံနေကိုရေးခဲ့ပြီးဖြစ်ပါတယ်ပေါ့နော်အခုဆက်လက်ပြီးတော့ဘရင်ရဲ့အမိန်ကိုစောက်ပြဆိုတဲ့နေရာကနေစပြီးဖတ်ပြခြင်းပါတယ်။ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်စာနဲ့တကွဇာတိနဲ့သက်ဆိုင်သူများအားလုံးထံမှာ ခွင့်တောင်းလိုက်ပါတယ်ရှင်။ခရီနီဆော်ဘာကမိမိရဲ့အမိန့်ကိုအာခရီနီဆော်ဘာကသူ့ရဲ့ပိုင်းတဲ့ကိုပေါ့နော်မင်းတို့မင်းကိုသိမှာဆိုပြီးဆောက်ထားတဲ့ခါကျတော့ဘင်းကတင်းယူဖို့အတွက်မိတ်ထုတ်တဲ့ခါမှာပကံမင်းကြီးဥယံဝေရနေဒီလိုလုပ်လို့မရဘူးကြားထဲမှာဘန်ဖာနယ်မြေလိုမျိုးပေါ့နော်ဘန်ဖာစတိတ်လိုမျိုးအင်အားကြီးတဲ့အတိုင်းပြည်တွေနဲ့ဆက်ဆက်တဲ့နေရာမှာဓာတ်ရိုက်ထိပါမှုနည်းဖို့အတွက်ဂျာကန်နယ်မြေတွေလိုအပ်တယ်ဆိုတော့ ပကံမင်းကြီးကနေပြီးတော့မှနားလည်လို့ဂရနီစော်ဘွားကနည်းမြင်ဆက်တာတာကိုပြစ်ပယ်လိုက်တယ်ပေါ့နော်။တပင်ကားရွာ1938ခုမှာဥကဟာဗရင်မိန်တော်တိုင်းတိန်ဒုကဇက်ကိုပြုတ်သဘောနဲ့ရေးသားတင်ဆက်တဲ့ဒါကြောင့်စုလက်ဖြစ်တဲ့ပကံကြီးခရိုင်မှာရှိနေတဲ့တပင်ကားရွာစားစားပါစုခန့်လိုက်တယ်ပေါ့။ခန့်လိုက်တော့ဥကန်းကအဲ့ဒီစုကိုမလို့ခြင်းဘူး။ မလို့ခြင်းမင်းနဲ့သူစားလက်စားဖြစ်တယ်ဒီရွာသိကြီးနယ်ကစကိုင်းနယ်ကိုပဲရွာသိကြီးကစကိုင်းနယ်တည်းကရွာသိကြီးကိုပဲသူစားခြင်းနဲ့ဆိုတော့မင်းတို့မိကတပြေငါးရွာကပညာရှိကိုมาပေးတာကိုစားခြင်းနဲ့နေရာလျှောက်ခွင့်ရှိသလားဆိုဥကောင်းကတော့ကြောက်အားကြီးပြီးလျှောက်တင်ရတယ်ပေါ့နော်ဒီနှစ်ချက်ကိုကြည့်မယ်ဆိုရင်တော့ပကံမင်းကြီးကကျက်နယ်လက်နဲ့အကျိုးနဲ့အကြောင်းနဲ့ပြောဆိုနိုင်မယ်ဥကောင်းကတော့ကြောက်ရတယ်ဆိုတာပိုပြီးပေါ့လွင်နေပေါ့နော် နောက်1228ခုမြင်းကုန်းမြင်းကုန်းနာရေးမှာလဲပါဝင်တဲ့သူတွေကိုတပုံဖြစ်နေဖမ်းဆီးပြီးလွတ်တော်ကိုပို့အပ်ရမယ်လို့မိန့်တော်ရှိတဲ့အခါကျတော့အဝေးမြို့ဝင်ညွေမြို့တကြီးတွေကသူတို့မလိုလားတဲ့သူတွေကိုပါတပုံဖြစ်နေရော့နော်ထက်သွင်းပြီးပို့တဲ့အတွက်ကြောင့်ထောင်ထဲမဆန်ဖြစ်နေတယ်။ဒါကြောင့်ပကံမင်းကြီးကနောက်ထပ်တပုံဆိုပြီးမဖမ်းနဲ့တော့ဆိုပြီးမိတ်ထုတ်ကြတယ်။အဲ့တော့ဘီရင်ကအမေးရှိတော့ဒီကိစ္စကရှင်ပြင့်တောင်းဝင်မကင်းဘူး။တပုံတွေကတားတော်မြင်ကွန်းစားရဲ့လူတွေဖြစ်တော့ ဒါမကောင်းတော့နီးရတာကြောက်ပြီးလိုက်ရတယ်။ဒါသမီးမကောင်းမိပါကောင် ဖြစ်တယ်။အဝေးမြုပ်ရင်တွေကဒီအချက်ကိုယူပြီးတော့ဒီချက်ကောင်းကိုယူပြီးတော့ပေါ့နော်။ຢາလူစည်းစိမ်တိုးတက်ရင်မျောကိုလို့မိမိတို့နဲ့မတင်မတင်တဲ့သူတွေကိုလည်းတပုံဖြစ်နေဆွဲပြီးထည့်နေကြတယ်။ဒါကိုရှင်မင်းကနန်းတော်ရင်နေပြီးဗာတိလဲလို့ပြောတော့ပြောပြီးတော့နန်းတော်ဘောကဆင်းသွားတယ်ပေါ့။ရောင်း293ခုကြတော့ဥကောင်းကိုအလုံးမြုပ်ဝင်ခံလိုက်တယ်။အဲတော့ငါတခင်ကငါ့ကိုတရားယုံကြည်လို့အလုံးမြုပ်ကြီးကိုမြုပ်ဝင် ခံတာအဲ့တော့ရွှေတီဆောင်ရင်တနာတော်ခံရင်ကောင်းမယ်လို့ယူဆပြီးနေတဲ့ဘူကုန်းနန်းတော်မှာပြင်ဆန်တော်မူခိုင်းမှာတတော်ဥတည်နေမင်းတို့မင်းကထိထားစားတဲ့ဆောင်ရွက်မြို့ရကံကြွေးတွေကိုမိအေဂရိကအီချင်းအလျောက်ချီရှုပေးမြတ်ဖြစ်တယ်ဒီလိုမျိုးမူမတ်တွေကသာအလိုရှိရာကိုသာတင်လျှောက်တောင်းဆိုနေရတာမဟုတ်ဘူးဆိုပြီးပြက်ပြက်သားသားမိန်တော်မူလိုက်တယ်ဒီဒီချိန်လဲဦးကောင်းကသူအလျှောက်ပြင်မှားပါတယ်ဆိုတဲ့အကြောင်းကိုရှစ်ခိုးပြီးဝင်ခံရတယ်ပေါ့နော် တက်လက်စီတက်လက်စီမှာဘလို့တက်လက်စီဖြစ်နေလဲဆိုတော့ဥယံဝေကြီးကတော့ချက်နဲ့လက်နဲ့ဟုတ်တာမဟုတ်တာကိုပုံပြီးမြင်သားတဲ့အသက်လက်ကြီးပုံပေါ်ရယ်ပေါ့နော်ဥကန်ကတော့တော်တော်ကိုကြောက်ရပြီးတော့ရန်နေလည်းမတွေးတော့နိုင်ဘူးဆိုတာကိုဒီမှာတော့ပေါ်နေတာပဲပေါ့နော်။နောက်တခါတော့ဝင်းစုဖွန်းစုတို့ကတာမယာတယောက်မကအမြောင်ပူတွေထားတဲ့အတွက်ကြောင့်ရရှိတဲ့ရိတ်ကတော့ငွေနဲ့မလမငါဖြစ်တာကိုမင်းတို့မင်းက ကြာတီတော့တာမရတယောက်တည်းအပေါ်မယူကြဆိုတဲ့ဥပဒေလုံလို့တဲ့ဆန္ဒဖြစ်တယ်။အခမ်းမင်းကြီးနဲ့တိုင်မင်းတဲ့အခါမှာဝင်းမြဝင်းသားကိုထောက်ခံတယ်။သို့တော့ဒီဥပဒေကိုဝင်းကြီးရဲ့ဝူမတ်တူရဲ့အတွက်တာမကဘဲနဲ့ဘရင်ကိုပါဤဥဒေပေါင်းတွေမှာနေစီတော်မူရင်တော့များစွာတင့်လျော်မဲ့ထင်းချောက်လျှောက်တဲ့အခါကျတော့မင်းတရားကြီးကစိတ်စိတ်နေတဲ့1938ခုကျတော့ဦးကန်းကသူ့ရဲ့ဇာတိမုံတိုင်းမင်းရွာဆွေမျိုးသားချင်းနဲ့သူ့ထံကိုအလဲလာကြတယ်။အဲ့ဒီအချိန်မှာ ။ဦးကောင်းကတနတ်ဝင်ဖြစ်နေတော့သူ့ဆွေမျိုးချို့တွေကမြို့နယ်ဆိုင်ရာတနတ်စုအမှုတန်းဖြစ်နေဇင်းဝေပုံကြပါဝင်ရသူတွေပဲဖြစ်တယ်။သူတို့ကတနတ်အမှုတန်းဖြစ်ကနေပြီးလွတ်ကင်းချမ်းသာစွာနေရအောင်ကြီးရှုဆောင်မှပါလို့ပန်ကြားတယ်။ခုခေတ်လူမျိုးရှိမှာပေါ့စစ်ဘူးမထမ်းခြင်းလို့ရှိမှာပေါ့။ဒီကိစ္စကိုမိထားချီကိုလျှောက်တဲ့အခါကျအဲငါအိမ်တော်ပါရိုးရင်းဖြစ်လို့တင့်ကိုအက္ခမဟာဒေနာပတိဝင်းရှင်တော်ကြီးခန္ဓာသူကောင်းပြုခဲ့တာငါအမှုတော်ကိုစားတဲ့တပူ တို့ပြီးထမ်းရအောင်အာထုတ်တိုက်တွန်းသစ်မလျဲနဲ့အမှုထမ်းနေတဲ့သူတွေကိုတောင်မှအမှုမထမ်းရအောင်မိတ်တော်ခံတာမှားသလားမှန်သလားလို့မေးတော်မူတယ်ဒီမှာလဲခန်းကသူ့ကိုထိတ်ကိုမိုးကြိုးပြစ်သလားကိုပဲကြောက်လို့အဲမှားပါပြီဆိုရှိကိုတောင်းမှရတယ်သူဟာတော်တော်ကိုအာဂရီမကင်းတဲ့သူဆိုတာတစ်ဖြည်းဖြည်းနဲ့သူ့ရဲ့နေသားတွေချိပြောပေါ့ပေါ်နေတယ်လို့ပဲပေါ့နော်ဒီနေ့တော့ပကံမင်းကြီးကလောကမှာရစိန်ကျောက်တော်ကြီးဖျားပွဲကိုသွားတော့ ရန်ကီမှာအတွင်းဝင်ကရော့တယောက်ကလှည့်ရင်၆စားတောင်ကိုစီးနေလိုက်ပါပြီးရွှေတိဆောင်လို့အဆောင်ကန်နေတခန့်တနာဝင်းရံပြီးသွားလာနေတယ်။အဲတော့ဥယံဝေးကသူ့ရဲ့နေသမားကိုဒီဝင်းကရော့ကိုချိန်လုံးနဲ့ဈေးမရခိုင်းတော့အုတ်အုတ်ချက်ချက်ဖြစ်ကုန်တယ်။ဝင်းကရော့ကလည်းအချက်ရပြီးနေအိမ်ပြန်သွားတယ်။ဘီယင်ထံကိုဒီတရင်းကပေါက်ကြသွားတော့ညညီလာကန်မှာသခင်မင်းကြီးကိုဘာကြောင့်ဒီလိုဆုံးမရတော့လို့မေးတော့ဒီဝင်းကရော့ကိုစင်းရဲသားတွေကမြင်ရင်သူ့လင်းတဲ့သည် ။တစိုးလက်ဆောင်ရလို့ဒီလိုခန်းနာကြီးကျယ်စွာသွားလာနေနိုင်တယ်လို့ထင်မှတ်ကြလိမ့်မယ်။သူ့လင်ကိုကြည့်မြောက်ထားတဲ့ရိတ်ခါတဲ့အစမတန်အောင်စိတ်ကြီးဝင်ပြီးသွားလာနေရလို့ရိုက်တယ်လို့ထင်လျှောက်တယ်။1936ခုနှစ်မှာဦးကောင်းကမြန်မာတန်အဖွဲ့ကိုကောင်းဆောင်ပြီးဥရောပတိုက်ကိုလှည့်လည်ပြီးပြန်ရောက်လာတယ်။ညီလာခံမှာရှင်မင်းကိုရောက်ထားတော့ဗြိတိသျကျွန်းမှာတော့စက်မှုလက်မှုလုပ်ငန်းတွေတိုးတက်နေတဲ့စစ်တီတော်တွေလက်နက်တွေခင်မိတဲ့မြန်မာကြီးကမုတ်မုတ်ကုတ်ကြောက်ကွင်းကနေပြီးတော့မ ကြောက်တွင်းရနေအရာဝယ်တွေလှုပ်လို့တယ်။ဒါကြောင့်မလို့အာမခံစာချုပ်ပြုတ်လုလိုက်ရတယ်ဆိုတော့မိုးကုံကြောင်ကြရတော့ဘယင်းမြင်နေတော့ကရုပ်ချင်းညှိုးသွားတယ်။မိုက်လာကြည်လားငါကမောင်မင်းတို့မိုးကုံကြောင်တွင်ရဝယ်နိုင်ခွင့်အာနာငါကအန်နေတော်မူလိုက်သလားလို့ပြောလိုက်တယ်။ဒီမှမြင်ဒီမှလည်းမြင်တာတယ်နော်အုံနောက်အကောင်ကောင်မရှိနေဘူးဆိုတာ။ညောင်ဒီဝင်းခင်မင်းကြီးဦးကောင်အသက်ကြီးလိုပဲလူကြီးဖြစ်သွားတဲ့သဘောပါပဲเนาะသူပုံစံကဟုတ် ဖရင်ရဲ့မိန်မြတ်တန်ကိုဦးကောင်းကတစုံတရာပြန်လဲတော်ဦးတင်ဖို့မဝင့်တော်ပဲနဲ့ကောင်းငိုက်ဆိုင်ချသွားတယ်။ဤလာကန်ရုပ်သိမ်းတော်နဲ့မင်းတို့မင်းတရားကြီးအတွင်းတော်ကိုရောက်တော့မိပြကြီးကဲတို့ခေါ်ယူဆုရည်လို့မမတို့ဒီတကားတော့ပြင်ဈေးတောင်ကောင်းရဲ့ရက်ကန်းရဲ့ပဲပြုံရောင်အသက်ပွေးဖို့ပဲစိတ်ကူးကြတော့မင်းကြီးငကောင်းကမိုးကုတ်ကြောက်တွင်းကိုမဆင့်မကျင်သူ့သဘောထားအင်္ဂလိပ်ဘရင်မတန်ရောင်းခဲ့ပြီးစာချုပ်ချုပ်ခဲ့ပြီးပြည်ပိုင်မင်းချင်းချင်းလောပါတော်သာနောက်လိုက်မိကြရင်စစ်ဖြစ်ဖို့ပဲရှိတော်တယ် ဆိုတော့မိဖုရားအများပြားကမတုံမလုံကြားနာပြီးငိုင်းနေကြတော့စက်တာဒီဝီပြီးပြေကောင်းကြီးကတော့အိမ်နေမပြတ်ပြန်လဲရှောက်တင်တယ်။ပူပန်တော်မမူပါနဲ့မောင်ဖုရား။ရောင်းတဲ့သူကသူ့ညံတဲ့သူရောင်းတဲ့ရောက်ဝယ်ပြဲအောင်ဤပြည့်ရံနဲ့ဖြတ်တာပေါ့တဲ့။ကိုင်းဘယ်လိုစီရင်မရောဆိုတော့အော်ဒါတော့ငပူလိုက်ရှိသားကပဲသူ့ခေါ်ယူတိုင်းမင်းမာတဲ့။ဒီတော့မှဦးထောင်မီလောင်နေတဲ့ရှင်မြင်းကြီးရာထုကကြလို့အမရဗုဒ္ဓမှာအကျေကျုံနဲ့နေတဲ့ရောတွင်းဥဟုတ်လိုင်းကိုတရိယာလို့အမြန်ခေါ်စီတယ် ဒါလဲဆက်ကြတယ်ဝိမိပြာကြီးကညံကြီးလို့နော် မောင်ဖိုးလိုင်းကမစီမံတတ်ဘူးဆိုတဲ့သူဖြစ်တာသူကနေဟဲ့ဖိုးလိုင်းနင်းတော့ဘယ်လိုလုပ်ပေါ့အရာကြနေလို့သူကဒီအရာကြတဲ့သူကိုလည်းပြန်တက်အောင်အလုပ်လည်းဖြစ်အောင်ဘွားတော်ကြီးရတော့အင်းမုံဆိုင်လက်စီကားတကောင်ဖမ်းလိုက်တာရှိပါတော့ဟိုလူတွေလည်းတပြေးပြေးနဲ့တော့ထက်မြက်လာအောင်သူလည်းတင်ပေးမဲ့သဘောပေါ့ဦးကောင်းကတော့ဟုတ်မနေဘူးသားထောင်ဖက်နေရတာတော့ဟုတ်ကုန်မနေတော့ ဖတ်နေနေဘလို့မှမနေနိုင်လို့ဝင်းဝင်ပြီးဖြတ်ပြောမိတာပါနားထောင်လာတာအအစင်ပြတ်သွားတယ်ဆိုလဲထောက်ပံပါတယ်ပေါ့နော်ဤကစကားချက်ပါအဲ့တော့ဥဖိုလန်ခေါ်လိုက်တော့အာဒီကိစ္စအတွက်တော့ဆိုရင်ကြောင်းကြတော့မမူပါနဲ့ကျွန်တော်မျိုးတာဝန်ယူပြီးဖြည့်ရှင်းပေးမယ်ခပေါက်ကြောက်အပါဝင်နန်းစီရန်နာကြောက်သုံးလုံးကိုတော့အဝယ်တော်ရင်းနဲ့အေးဆိုတဲ့အခါမှာအသုံးပြုခွင့်ပြုပါအဲ့တော့ဘယင်မင်းတို့မရလဲဥဖိုလန်အာနာကုံလွှဲလိုက်တယ်โอเคလောက်စီပေါ့ ဲ့တော့အချုပ်ဆိုရမယ်ဆိုတော့အင်္ဂလိပ်ကိုယ်စားလှယ်တွေရောက်လာတော့ဥပုလိုက်ရအဲစာချုပ်တိုင်းတော့ဂရိမပြအောင်ရမ်းချမယ်ဒါပေမဲ့တန်ဖိုးကိုဆုံးဖြတ်နိုင်ဖို့အတွက်အဲ့ဒီတွင်းထွက်ချောက်တွေကိုဥစွာဈေးဖြတ်ဖို့လိုတယ်ပြောပြီးတော့တရုတ်ရပြတ်ကိုတက်တည်ဖြစ်ထားလို့တရုတ်ကလည်းပါပြင်ပြီနော်ငယ်ဆုံးနန်းစင်ကြောက်ကိုစပြတယ်ဂုံးတပိတ်တာအလဲမကြောက်ကဂုံးမုံကိုဖောက်ထွက်လို့အယောက်တော်ဝင်းဝင်းနဲ့မျက်တောင်ခတ်နေတဲ့လောင်ကိုရှိတယ်အဲ့တော့ဥပုလိုက်မေးတယ်ပေါ့နော်ဒီဗရမများဘလောက်တန်းတော့ဆိုဟာတတိုင်းတပီလောက်တန်းနေ ရာပြတ်ကကြက်ကကြောက်ကိုဆက်ပြဒုတိယကြောက်ကအတိုင်းမီ3000လောက်တတိယကြောက်ကငမောက်ငမောက်ကတော့9000ပြီတောင်လောက်ကိုတန်နေဆိုတော့အငမောက်ကြောက်ကခုသူ့ကိုခုနှစ်ပိတ်တာဖုံးထားတာတဲ့ဒါတော့နန်းတော်တစောင်းလုံးကိုထိမ့်မြောင်လင်းတဲ့အဲ့တော့အင်္ဂလိပ်တွေကတန်ဖိုးများလို့ဘယင်မကြီးနဲ့အတိုင်းမင်းပြစေအောင်ဆိုပြန်သားကြတဲ့ပေါ့အဲ့တော့ဥဖိုးလိုင်းကစာချုပ်ကိုအင်္ဂလိပ်လက်တွေကနေတောင်းယူပြီးတော့ဟာဒီစာချုပ်တက်တန်းကယနေ့ပဲကုန်သွားပြီ အဝယ်တော်မပြည့်ပြတ်မှုကြောင့်အင်္ဂလိပ်ပြည်ပါကြီးကိုဂုံတိတ်ကကြစေပါတယ်ဆိုပြီးတော့အမရရှိမှာပဲဒီစာချုပ်ကိုဆုပ်ပြစ်လိုက်တယ်တဲ့ဒါဥကောင်းရဲ့အမတော်ကိုဥဖိုးလိုင်ကအဖက်ဆက်ပေးခဲ့ရတဲ့ကြာအဲ့တော့မင်းတို့မင်းကမောင်ကောင်းမခဲ့တဲ့များကိုရကရုခင်ဗျာရေးသားဆက်သွင်းရမယ်တော့အခုခေလိုမျိုးဆိုထုကြည်လာဒင်ခိုင်းတာရှိမှာပေါ့နော်ဥကောင်းကတော့အမလီမခဲ့ပါပြီပေါ့သူကထင်းလုံးမနေရပဲနော်မခဲ့တဲ့များရေဒူပိုက်စုံကိုရေးသားဆက်သွင်းရတယ် အဲ့ဒီရေတွေကကိုကိုကိုဝေဖန်ရှုတ်ချရမှာလဲအနိုင်ဆုံးဆင့်ကိုရောက်တယ်ပေါ့မရောက်လဲသူကဓာတ်နဲ့ခုတ်ခဲတော့မှာဆိုတော့ရေရရေးရမှာပဲဦးကမြေအာဘုံကတက်တက်တီတီပါမသိလို့ဆိုတယ်ကျုံယုတ်လက်ကတာမှန်လာစွာမင်းမမထိုင်မိုင်းမိုင်းမမမိုင်းညံငွားငွားဆိုတဲ့နောက်ရုပ်မှာရှိကပိုက်လန်းပြသူ့ကိုယ်သူတို့အောင်ကဖဖဖောက်ကတီကောင်ဆိုပြီးဝေဖန်ရေးသားထားတာတကယ်တန်ဝေကရမြတော့မသိဘူးပေါ့နော်စာအဖြစ်တော့ရေးတယ်ပေါ့ ဟိုဘရလို့လည်းဒီဘောမင်းလက်ထက်တာသူဆက်ဇလန်းဆက်ရှုပ်တာရှိမှာပေါ့နင်တော့မင်းတို့မင်းကြီးမင်းကြီးဦးကောင်ရမခဲ့တဲ့ညားရတယ်။လောဘမှောက်ဝင်ဖြောက်မပြေသည်တောက်လီငတ်ပြီးပမာရှိဟုမာရစီပြတရားဆက်ကရက်ရွှေခုံးမြတ်ကိုတက်တက်သည်ဒီဘာမန်တည်၍ကန့်ညိတက်နွယ်ရှင့်စပွဲလင်တွဲတွဲတာတာဆန်းထီရွာကြရွှေပြတော်ကိုမိန်တော်ပန်းကိုဦးစွန်ထိတ်တင်ချိန်ချိန်ပတ်တိစီရွက်ကြောက်ရောနောက်မဝင်ဟုရှောင်းအန်တကတင်းလျှောက်ထားသည် အမဆေယာထောင်ဖျား တောကနောင်မွေ တောက်လေလေသည့်စေရီဖန်ဖန်မိုင်မဟန်ကိုမှန်ကန်စာနာပြန်လန်းရှာတော့ဇန်ရွာထီးမှုရင်၃ခုနှင့်ဖြန်းစုလုဟုတ်ကျုံရုပ်လက္ခဏာမန်လာစွာဤခန္ဓာတက်ရှိတီရလင်းမင်းအမြင်နှောင်းလျော်ကျေးဇူးတော်ဤရှုမျောဆုံးပေါင်းသူကောင်းဖြစ်စာအရာလေးပဲမင်းပွဲမထိုင်မိုင်မိုင်မာမာချစ်မူထားသည်တရားပဲခွာရှောင်ဖရာ။အောချလောက်ပြီဖန်စီရည်ဤသုံးထွေသုံးချက်အထက်ချသည်အမကြီးတွင် ချက်ပြီးတဝါဆရုဒ္ဓတိမိပါဆွေမျိုးအကျိုးတော်မျိုးမှုတော်တဲ့မရစွမ်းအောင်မဉ္ဇဉ်ငွားငွားအမလူလူတကွန်ထူရက်အယူများစွာမားစရာကို ရုပ်မာရှိကမိုက်လန်းပြ၍အစတွင်တွင်အမြင်များလျာတင်လျှောက်ထားသည်ကြောက်ဝရအောင်ဗျာ1924ခုသတင်းကြော်လာမှာအင်္ဂလိပ်ရေးပိုင်းအာသာဖယ်ယာနဲ့အကောင့်ဝင် အက်ဒဝတ်တို့ကသူတို့နဲ့နှစ်ယောက်အပြင်ဓာတ်ပုံကူးစရာပါပါတဲ့အတန်းအဖွဲရောက်လာတယ် ဒါကြောင့်ဈေးတဝင်ဆောင်မှာဖူးမြော်ခံတယ်။ဖရာကိုဆက်နှစင်ရွှေစလဲနဲ့ကြံအရာရှိတွေကိုလုံးမစိုးတွေပေးတယ်။အဲ့ဒီခေတ်ကတော့ကိုကုံကိုဖော်ရီဖော်ကျင်လို့ကိုဘက်ကရွှေကြီးအရင်ဆုံးကုံတော့ပေါ့နော်ရိုးရိုးကိုဘက်ကတော့စားပြောက်စားတဲ့လောက်ပြီးမှာပေါ့။ဒီဘက်ကနေပါလဲဟုတ်ဘီယင်မာကြီးစီကိုစာချွန်တော်ဖို့တာတောင်ရွှေပြခက်ပြီးဗရမများစီထားတယ်နှမျောစရာကိုသားဆုံးမပေးပါဘူးစားပြောက်ပြီးမှာပေါ့။ကိုเจ้าကိုဖော်ကျင်တာနဲ့ပဲကိုချမ်းသာတဲ့မြန်စည်းစိမ်ထုတ်ပြရတယ်လို့ဖြစ်တယ် အကြောင်းဟိုကပုံမက်တာပေါ့နော်အကြောအကြောတန်တာဒီလည်းပဲတကြောင်းဤကစကားချက်ထွန်ကြီးလာကန်အကြောင်းနဲ့မင်းနှုံးမင်းကဖေအားမှာနဲ့တီချာတွေ့ဆုံကန်ကိုအင်္ဂလိပ်မှတ်တမ်းနေမှာတော့အောက်ပါတိုင်းတွေ့ရပါတယ်တဲ့ဒီကားနီကိုရောက်လာတဲ့အခါမှာကျွန်တော်တို့အင်္ဂလိပ်တန်ပွဲစီးနေလာတဲ့စင်မြင့်တို့ကနေဆင့်သက်ကြတယ်အဲကျွန်တော်တို့ဆိုတာကအဲစာသာဖေရာကသူကိုယ်တိုင်ရေးတဲ့စာပေါ့လေ ကျွန်တော်ကမင်းတို့မင်းကိုပေးအပ်ဖို့အိန္ဒိယဘီင်ကန်ကျုပ်ရဲ့စာကိုကလပ်ပေါ်တင်ပြီးကန်ဆောင်ပါတယ်။အဲကျွန်တော်ရဲ့ဝဲရာကနေနမ်ဘရောဝင်ဝင်နောက်ကြီးတို့ကနေခြံရံလိုက်ပါလာတယ်။ညီလာကနမ်ပြတ်သက်ရောက်တော့တပတ်မှရှိရအုပ်လေးကမှကျွန်တော်တို့ဖိနှက်ချွတ်ပြီးတက်ကြတယ်။ဒီလေးကနဲ့ကျမ်းပြင်တွေကိုအပိုင်လဲမထားခဲ့ခြင်းကဒီထိုးနေပါကြုံရတဲ့ပဲချွင်းရင်ချက်ဖြစ်တယ်။ဗမာရင်းအပိုင်မလဲဘူးကသူပြောချင်တာ။မြမဘီရဲ့ပလင်ခန်းပလင်ဆောင်ခန်းမကြီးမှာခရီးရန်ဖျားရှိကိုကြောင့်ဒီတစ်ခုအတွင်းကရှုခင်းတဲ့ တော်တော်ဆင်တူတဲ့ရာဇာပလင်ကခင်ရန်ဖုန်ကြီးတရားဟောတဲ့ဆင်းမြင်ထရှိရဲ့နေရာမျိုးမှာရွှေချထားပြီးတော့ကျောတိုင်းကြီးတွေအဆုံးမှာရှိတယ်ဒီပလင်ရဲ့ရှေ့မှာမင်းငန်းမင်းသားအသုံးဆောင်နေထားတယ်မင်းညီမင်းသားတွေကရှေ့ဆုံးကနေပြီးခစားခွင့်ရှိတယ်ပြီးတော့မူကြီးမတ်ကြီးတွေကရွှေတန်းကြီးတွေရဲ့အတွင်မှာခစားရတယ်ကျွန်တော်တို့ကတော့ဒီဝင်းကြီးတွေရဲ့အပါအနီးပါမှာနေရာရတယ်မင်းနဲ့နေစဲကန်ဆောင်တိုင်းပြီးတော့မြမတူရိယာတန်နေကြရတယ်။နောက်ပြီးပလင်တော်ရဲ့နောက်တကရွှေတကားလေးပွင့်ပြီးရှင်မြင်းကြီးက လေးမြောက်တစားမြဝစ်စင်လို့တောက်ပြန်စွာနဲ့ဖလင်းဟက်နောက်ပိုင်းလေးကကနေတက်လာတယ်။တစားတော်တွေကလေးလံပုံလဲရတယ်။ရှင်မင်းကရွှေသားတော်ကိုထောက်ပြီးတက်တော်မူတယ်။သူတို့ပြောတဲ့ဒါဆိုတာတန်လျက်ကိုပြောတာပေါ့နော်။လက်တစ်ဖက်ကတော့တာမီရတောင်ပါတယ်။ရခင်ကအင်္ဂလိပ်တန်မူ Crawford လာစင်ကလည်းဒီလိုပဲတွေ့မြင်ခဲ့ရတယ်တဲ့။ရှင်မင်းကြီးနေရာယူပြီးတော့မိဖုရားကြီးရဲ့နောက်တော်ပါမိဖုရားကြီးကနောက်တော်ပါကနေထက်ချက်မှာကတက်လာလို့ လက်ရပံမှာနေရာယူတယ်မိဖုရားကြီးကရှင်မင်းကိုရက်တောင်ခတ်ပေးတယ်နောက်တော့အသက်12နှစ်လောက်ရှိတဲ့မင်းသမီးကလေးတူနောက်ကနေဆက်နောက်တော့ကနေဆက်တာတဲ့အုံးဆောင်တချို့ကိုမိဖုရားကြီးကလှမ်းယူဘရင်နီချထားတယ်ဘင်းငယ်မင်းသားတို့ကရွှေရောင်ငွေရောင်စင်ရောင်နီလာရောင်စတဲ့အယောင်မျိုးစုံတောက်နေတော့ညစွာလဲခန်းနာပါပြီတဲ့ဒါဒီချိန်မှာပဲမိဖုရားကြီးကဆက်လက်တွေဖွာနေတော့ပြီးခိုးတရားတော့မရှိနေခြင်းတခုသားလဲသူယူခင်းနဲ့မကညီတယ်လို့ဖြစ်နေပါတယ်တဲ့ ဟင်လီသူတို့စကားပြောနေတာဖွာမှာပေါ့ဘာတော်ကခါစားပါရှိရဲ့တမိတော်လေးကလည်းပြည်ပြားကြီးရဲ့အဝိတ္တစာမျိုးပဲဝင့်စင်ထားတယ်သူကအင်းရှင်မင်းရဲ့တမိတော်ဆမ္မာနာကိုမင်းသမီးလေးဖြစ်လို့အတွင်းတော်မှာနေထိုင်တယ်လို့ကြားသိရတယ်ထမသာရဲ့အတွင်းမှာအလင်းရောင်မများလာတော့လည်းပဲမင်းတို့ဘရင်ရဲ့မျက်နှာတော်ကတော့မကြုံစဘူးခန့်ညားတဲ့အတွင်းရှိကြောင်းထင်ရှားပါတယ်။မိဖုရားကောင်းကြီးကစက်သေးရှိတော့လည်းပဲလှပသူလို့တော့မဆိုနိုင်ဘူး။မိဖုရားရဲ့မကိုက်ကသခင်နဲ့နရွက်တို့အားလုံးကိုဖုံးအုပ်မိထားလို့ အနည်းရကြတ်တော်မူပေမယ်။ရှင်ဘီရဲ့တရဘူးကတော့ဇေဒီပုံတရအထက်ကိုချွန်တက်နေတယ်။ဘီရင်နဲ့မိဖုရားကြီးတို့ရဲ့ဝဲလဲတော်တွေကတခြားမြန်မာလူမျိုးတွေဝိစားစီရင်ပုံနဲ့လုံးဝခြားနားနေတယ်။အင်္ဂလိပ်ပြည်ပထမအဲလစ်ဇဘက်ဘီရင်မရဲ့ခေတ်16ရာစုကကြုံရတဲ့အဆင့်တစားတို့နဲ့ဆင့်တူဟန်ရှိတယ်။မြန်မာတွေရဲ့မင်းမြောက်တစားတွေကစိန်နေကြောက်တွေအဖြစ်စီချက်ထားလို့အောက်ခံဝဲထဲတို့ရဲ့အယောင်စင်းကိုခံမဲ့လို့မရနိုင်ခဲ့ဘူး။ထို့နောက်တော့နာဂန်တော်ဒူးကရှင်ဘီရင်ရဲ့အလူတော်ဖြစ်စည်းစည်းရင်တွေကိုဖတ်ကြတယ်။ နောက်တန်တော်စင်းကအင်္ဂလိပ်ဘီရင်ကန်ချုပ်ရဲ့တဝင်လာနဲ့လက်ဆောင်တော်စင်းကိုဖတ်ကြားတယ်။နောက်အတွဝင်တူကမေယိုမင်းစင်ဖြစ်တဲ့အင်္ဂလိပ်ဘီရင်ရဲ့ဂျမ်းမာရေးလန်ဂီတာယာရေးတွေကိုမေးမြန်းတယ်။ဘီရင်ကိုယ်တိုင်ဘာမှပါဝင်မိတ်ကြားခြင်းမရှိဘူး။ထို့နောက်ကျွန်တော်တို့ရဲ့တန်ဖွဲ့တွေကိုမင်းတို့မင်းပေးကန်းတဲ့လက်ဆောင်ပစ္စည်းတွေဝေငှတယ်။အဲ့ဒီအချိန်ပြီးမှလည်းရှင်နှစ်ပါးကအတွင်းတော်ကိုဝင်သွားတယ်။အဲ့ကြောင့်မှပဲကျွန်တော်တို့လည်းမြမထုံစံတာဒုတုံထံရခြင်းကနေလှုပ်ရှားခွင့်မိမိစိတ်ချနေထိုင်ခွင့်ရတယ်။ မင်းတို့မင်းနဲ့အင်္ဂလိပ်မင်းကြီးရဲ့ဆွေးနွေးကံဘီရင်ကမေးတယ်မင်းကြီးကမြန်မာစာပေလိုက်စားဖို့ရဲ့လားလို့မေးတော့ဖေယားကမမအတော်တန်လိုက်စားဖို့ကြောင်းမလို့ဖြေတယ်မင်းကြီးကြောင့်ကြားဘူးတာအခုဆိုသုံးနှစ်ရှိပြီမင်္ဂလာတုတ်ကိုဖတ်ဖို့ရဲ့လားမမဖတ်ဖို့ကြောင်းမအတိတ်ပဲနားလည်ရဲ့လားမမမြန်မာလူအနဲ့ပြန်ဆိုချက်ကိုဖတ်ဖို့ကြောင်းမမင်္ဂလာပြဗဒပါရှိတယ်လေ38ပါရှိတယ်မှတ်မိရဲ့လားမင်္ဂလာတုတ်ကိုဖတ်ခဲ့တာ အင်တန်ကြာခဲ့တာမို့ကောင်းကောင်းမမတ်မိပါဒီမှာမင်းတရားကြီးကမင်္ဂလာတုံးမှာသူမိုင်းနဲ့မပေါင်းအပ်ကြအောင်ဒေါသမာနတွေကိုပယ်တင်ကြအောင်ရွတ်ပြတယ်။ဒါမင်းလောက်ကိုမင်းတရားမင်္ဂလာတရားတွေရှင်းပြတယ်တဲ့။ဒူပါရှိတဲ့အီတလီယန်ဘုန်းတော်ကြီးအပူနာကအရှင်မင်းကြီးရွတ်ဆိုမိန့်ကြားချက်တွေကကျွန်တော်များခရိယန်ကျမ်းစာမှာပါရှိချက်တွေနဲ့အတူတူပဲဖြစ်ပါတယ်လို့ရှောက်တင်တယ်။ဒီနာဖုန်းကြီးကကျွန်တော်သာအာတာဖရာဘက်ကိုလှည့်ပြီးတော့ ဟုတ်တယ်မဟုတ်လားကျုပ်တို့တမန်ကျန်းစာမှာဒီတိုင်းဖောက်ပါလားလို့ဆိုတယ်အတူပါရှိတဲ့ဝင်တော်မင်းကကျွန်တော်အာတူတူပြောတာကရှင်မင်းနဲ့စကားပြောတဲ့အခါမှာကျွန်တော်ကမကျွမ်းကျင်လို့ပြောဝုံပြောနေချွတ်ရင်ရင်အပြစ်ခွင့်လွန်စေခြင်းပါတယ်လို့ပြောပါတယ်ဒီစကားကိုဝင်တော်မင်းကဘယင်ကိုတင်လျှောက်တဲ့အခါမှာမင်းတို့မင်းက "तू ပြောရတယ်လို့ပြောပါစေ။ရဲရဲပြောပါစေ။ငါခွင့်ပြုတယ်။ဘာမှစိုးရိမ်ခြင်းမရှိတယ်လို့မိန့်ဆိုတယ်။နောက်ဘယင်ကပြောတယ်တဲ့အခုအင်္ဂလိပ်မင်းကြီးဒီပါနေရတာတာယာရဲ့လား။ တန်အဖွဲ့ဝင်တွေရောတက်တာချောင်းကြီးရှိကြပါစေဆိုတော့ကျွန်တော်များမြမနယ်ပယ်ကိုစတင်ရောက်ရှိခြင်းကစလို့ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်ရှိအောင်အစစာရရာကျိုးပန်းဆောင်ရွက်ကြတယ်ဟောဒီဝင်တော်မင်းရဲ့ဂုံကျေးဇူးအလွန်ကြီးမားထားမှာလို့ဖြေတယ်။ကောင်းတယ်ကောင်းတယ်မြမဘီရင်လေးနဲ့အင်္ဂလိပ်မင်းကိုမေတ္တာရှိထားပေါင်းသင်းဆက်ဆံလို့တယ်။ရှေးကလည်းမေတ္တာမပြတ်ခဲ့ဘူး။နာငိုလည်းချစ်ကြည်ရဲ့အတွန်ရှိစေလို့တယ်လို့ပြောတော့ဖေယားကဟုတ်မှန်ကြောင်းမှာလို့ပြောတယ် အောက်ပြည်မှာမြန်မာစစ်တပ်ကိုအ мян ရုပ်သိမ်းစေခဲ့တယ်။ဟန်တာဝရီနယ်မှာငတ်မုန်နေတဲ့ကြတော့ရိတ်ခါများဖြောင်ဖြောင်ဖြူဖြူတင်ပို့စေခဲ့တယ်။ဒီတိုင်းကဟုတ်သလားဆိုဟုတ်တယ်တဲ့။အဲအဲ့တကလို့ဆိုရင်တော့ချစ်ကြည်တရားများနဲ့အညီကျင့်သုံးကြ။တင်ရှားပြည့်စုံနေပြီ။နောက်ထပ်ပါများလူသေးလဲပြီးတော့နောက်ထပ်ပါလူသေးလဲဆိုတဲ့အချက်ကိုတော့အနောက်နိုင်ငံအယူဆများအရရှင်းလင်းတင်ပြလိုကြောင်းမှလို့ဖေယားကပြောတဲ့။ဆိုတော့ဘီရင်ကစူစီပြားရတဲ့။အင်္ဂလန်ပြည်ပြင်သစ်ပြီးစားရှိတဲ့နောက်နိုင်ငံကြီးတွေ ချစ်ကြည်ပြုလုပ်တော့တီတန့်ခံမြင်အောင်စာချုပ်တွေတအုပ်တဘောသူလက်မှတ်ထိုးလေးရှိတယ်။မြန်မာပြည်နဲ့အင်္ဂလိပ်မင်းတို့ဆက်ဆံရေးမှာလဲစာချုပ်ပြုလုပ်ဖို့ကြမ်းနေတယ်လို့ပြောတယ်။စာချုပ်ပြုလုပ်တော့နှစ်ဦးနှစ်ဝအကျိုးရှိမှဖြစ်နိုင်တယ်မဟုတ်လား။မှန်ပါတယ်အရှင်မင်းကြီးအတွက်အကျိုးကျေးဇူးရှိမိတာမဟုတ်ပါကဤကဲ့သို့စာချုပ်လုပ်ရင်တင်းလျှောက်မည်မဟုတ်ပါလို့ဖေယားကပြောတော့ဘင်းကစာချုပ်ချုပ်ခြင်းရဲ့အကျိုးတွေပြောလေဆိုတော့ ဒါပေမဲ့အဲ့ဒီဇာကားကိုမင်းနှောင်းမင်းကကိုးစားရင်ပြောတော့ကောင်းစွာမကြားရလို့ဝင်းနှောင်းမင်းကိုမေးရတယ်တဲ့ဆိုတော့ဖေယားကပြန်ပြောတယ်စာချုပ်မရှိရင်အင်္ဂလိပ်မင်းက KMI ကြောက်စားတဲ့စစ်ပစ္စည်းတွေတင်သွင်းခွင့်ပြုမှာမဟုတ်ဘူးစာချုပ်ရှိရင်တော့နောက်နိုင်ငံထုံးတန်းတို့နဲ့ကန့်ကြီးလို့ယုံကြည်စိတ်ချမှုတိုးပွားပြီးအစစတင်သွင်းခွင့်ရမယ်ဆိုတော့ဘရင်ကမင်းကြီးဖေယားအကြောင်းကိုကြားခဲ့တာကြားပြီးစိတ်သဘောကောင်းကြောင့်ဉာဏ်ပညာပြည့်စုံကြောင့်ကြားသိရတယ်ဒါကြောင့်မင်းကြီးကိုသူတစ်ပါးထက် ထူးခြားတဲ့အခွင့်အရေးတွေပေးကမ်းပြုစုတယ်ဘဟုတ်ရင်တော့ထုံးစံရဝိကျေဝိကုံတာဖြစ်ပါပါအခုဆိုရင်မင်းကြီးဖေရာနဲ့တွေ့ဆုံရတာအစကောင်းတယ်လို့ဆိုရမယ်ဒေါကီလူသားတို့ချင်းချင်းဆက်ဆံကြရမှာအစလည်းဆုံးလို့သုံးပိုင်းသုံးကန်တာရှိစမြဲပဲအခုအစပိုင်းမှာတင့်မြတ်ကောင်းမွန်ပြီလို့ဆိုလောက်တယ်ကျန်းတဲ့အလဲပိုင်းနဲ့အစုံပိုင်းနေတဲ့အလားတူကောင်းမွန်ဖို့လို့တယ်ဆိုတော့စာချုပ်ပြုလုပ်မယ်ဆိုရင်နှစ်ဦးနှစ်ဘက်အကျိုးရှိမှ အတွန်းရှင်ပါကိုလည်းမြင်မြတ်မှတ်တင်နေမဟုတ်ဘူးဆိုရင်တော့တရားလည်းမမဖြစ်နိုင်မှုနိုင်ငံခြေတမ်းမှုအပြေဝါရရှိမှုလို့တယ်လို့ပြောတယ်။တကယ်ဖြင့်မြန်မာအတွက်အကျိုးမဲ့တဲ့စာချုပ်ကငါကိုရိုနီနဲ့ခွင့်ပြုရင်တော့ရာဇဝင်ရိုင်းသားမှမလွဲဘူးအလားတူပဲအသင်းအင်္ဂလိပ်မြင့်ကြီးကလည်းမိမိရဲ့တာမီကုန်တိတ်ခါကိုညှဉ်းနှွမ်းအောင်ပြုမိမယ်ဆိုရင်နောက်ကာလအနှစ်တစ်ထောင်ကြာစေကမူထိုးမဲခွက်ကြောင့်နာမည်ပြတ်ဖွယ်ရှိလိမ့်မယ်။ဒီအချက်ကိုလေးလေးနက်နက်စဉ်းစားပါလို့ပြောတော့ဖေယားကရှင်မင်းကြီးမိတ်ဆိုတိုက်တွန်းချက်က သစ္စာတရားတို့နဲ့အကန့်ကြီးမှန်ကန်ပါတယ်။ကောင်းစွာလဲသဘောပေါက်ပါတယ်။ဒါကြောင့်နှစ်ဦးနှစ်ဖက်အကျိုးရှိအောင်လုပ်ပါမယ်ဆိုပြီးပြောတယ်ပေါ့။အဲ့တော့ဘယင်းကပါပြောလဲဆိုတော့အေးငါလေးလေးနက်နက်ငါရဲ့မိတ်ဆွေချက်ကူကလေးလေးနက်နက်စဉ်းစားချင့်ချင်ပါဤလို့လို့ပြန်မိတယ်တဲ့။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်ပါပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ဒီမှာတူကြပါ။ đơn giản mẹ nó ăn thì là mò mì là bà, rồi mò mì là bà má này mì là bà má má gì mì là bà, mà má quý mà rồi trong lúc má quý mà rồi quý mì là bà cô bố mì là bà cô khoai mì cô khoai cô con cô sơn đã cô phoenix so bà mà à mà về mà về mà về ဝဘင်းနေသာပါမှာ LW မတင်းစီကိုခုံမခင်နွယ်အေးမခင်နွယ်အေး LW မလင်းလေးမနေစီမမစီအာជីជីမောမနေစီမကျူလိုင်းဟန်ဒီဥတနိုင်မွေကိုတနိုင်မွေမောက်ဥမာဆွေမကျူလိုင်းဟန်ဒီကိုဗီနီခရပါမာမကျူလိုင်းမမို WS ဝင်မလူဝေစင်မစနေလေး Ok, tại vì quay trở lại cô chuyện nhỏ cô chuyện nhỏ tôi là Luna mẹ cho đó mà thôi mà lại ô cô phải cô không cô xem mẹ cô xem mẹ tuổi ý cô chuyện nhỏ má ông má xe về má ông má suy tôi vẫn suy tôi suy three má má suy ừ WS mẹ má nhà mày má nè tiệt မတော်လင်းထက်ဘုမဆွေမဆွေစင်ကြည့်ဘူးမညူပြမနုဝေစင်မစနေလေးမတောင်းမလေးတီတီကမိမိနဲ့တီယမ်တီတီဘူးတီတီမမေဝင်အာမောင်အမေရိုရိုကိုကိုမင်းကျူလာကိုရောင်မီကိုရေကျော် ồ cô tiện ừ, cô tán thai cô đại cả mà hi rồi mà cô yên mắng cô ba gió cô nhé mắng cô gió thế đi la, mà khen gì mà mà ý mà khen là mà mà ý mà mẹ là mà James um mà khen ba chú mà khen ba chú ။အဲရမကြမတွေ့ပြန်။မမမမမယ်။မမနုနု။အဲ့ဒါအားလုံးပဲသူတားရေနှုတ်ဆက်ပါပြီတက်တာပါ။အော်သူတားရေညနေချလို့ရှိရင်အာညနေ၄နာရီချိန်ကလေ။ဟွန်းမလာဘူးဆိုရင်အဟောက်ကြည့်ပြပါလို့ဒီမမီလောက်လားမီလောက်မီရင်တော့လာမယ်မညနေမလားလို့မညဘူးဆိုရင် တန်းရောက်လာပါမယ်မညီဘူးဆိုတော့ဒီနေ့အာလေးအဟောက်ဆက်ရမှာပေါ့နော်ညီရဆိုတော့